ကိုရဲ့ Facebook account တွေကိုဘယ်သူတွေ login ဝင်နေလဲဒီနေ့ video လေးမှာတော့ကို Facebook account နဲ့ login ဝင်နေတဲ့ဟာကိုအလွယ်ဆုံး login ထုတ်တဲ့ညီကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးကိုရဲ့ Facebook account setting တွေကိုဝင်ပေးလိုက်ပါ setting တွေမှာ security feature လေးရှိပါမယ် security and login ဆိုတဲ့ tab လေးကိုထပ်ပြီးနှိပ်ပေးပါအထက်ထဲရောက်ပြီဆိုရှင်ကိုဝင်ထားတဲ့ handset device ကိုပထမဆုံးတွေ့ရမှာဖြစ်ပါတယ်အောက်နောက်မှဆိုလို့ရှင်ကိုမသိဘဲဝင်ထားတဲ့ login နဲ့ device တွေ handset အမျိုးအစားတွေအများကြီးတွေ့ရဆိုလို့ရှင်ကိုမသိဘဲဝင်ထားတဲ့ device တွေ handset တွေကိုညာဘက်တောင်ကတက်ဆိုင်အဆက်ကလေး30ကိုနှိပ်ပြီးတော့ login ပြုလုပ်ပေးလိုက်ပါတကယ်လို့ကိုမသိဘဲဝင်ထားတဲ့ handset က all device ဖြစ်နေတဲ့ ယ်ဆိုလို့ရှိရင် lot of all session ဆိုရင်အောက်ဆုံးကတက်အပြာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်ကိုမသိပဲဝင်လာတဲ့ device တွေ handset တွေကိုကိုက log out ထုတ်နိုင်သွားပြီဖြစ်ပါတယ်ဒါမျိုးဖြစ်သွားပြီဆိုရင်ကိုက password chain အလွယ်တကူဝင်လို့မရတဲ့ password အမျိုးအစားကိုထား alphabet လေးတွေ hash tag တွေစသဖြင့်စင်ပယ်အမျိုးအစားများစွာထည့်ထားပြီးခန်းနံပါတ်လေးနဲ့ပါကိုက password ကိုထားပြီးပါပြီးပြီဆိုလို့ရှိရင် gmail နဲ့ password နဲ့သိနေရတော့ hacker ဟလို့မရပါနဲ့ condition တက်ခံထားတဲ့ function ဖြစ်တဲ့ two step လေးပါခံပေးလိုက်ပါဒါဆိုရင်မိတ်ဆွေအကောင့်လုံးလုံးသွားပြီဖြစ်ပါတယ်ကျေးဇူးပါဒါမျိုးနေပြညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ online ငွေရှာနည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအမြင်ပြတ်တင်ဆက်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account နဲ့ page လေးကို follow လုပ်သွားပြီးလို့ရပါတယ်နောက်ဗီဒီယိုလေးမှာတွေ့ပါမယ်